အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်ပုံမြင်ကတော့ထိုင်းနိုင်ငံရဲ့တန်တားကြီးပုံမြင်တစ်ပုဒ်ဖြစ်တဲ့ပင်လယ်သမုဒ္ဒရာထဲမှာကျင်းလေကျက်စာတဲ့ဘလူးမကြီးဖီဆစ်စမွန်နဲ့မင်နာလီဖလာဖိုင်မနီတို့ရဲ့တန်တားကြီးဇက်လန်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်။ဘလူးမကြီးဖီဆစ်စမွန်ကမင်နာဖလာဖိုင်မနီကိုချစ်မိခဲ့တဲ့တမိုင်းကြောင်းကိုစတင်ခဲ့တဲ့နေရာကတော့ ထူထပ်တဲ့တော်ရီနဲ့ဝင်ရံထားပြီးအလွန်ပင် ကြီးကျယ်ခမ်းနားတဲ့ရတနာအစိုးရတိုင်းပြည်ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတိုင်းပြည်ကြီးကိုဘရင်ကြီးစုထပ်နဲ့မိဖုရားပထမကေစာတို့ကအုပ်ချုပ်ကြပါတယ်။ဘရင်ကြီးနဲ့မိဖုရားတို့မှာအရွယ်သိမ့်မကွာလာတဲ့သားတော်နှစ်ပါးရှိပါတယ်။အကြီးဖြစ်သူ15နှစ်အရွယ်မင်းသားလေးကိုတော့ဖလားအဖိုင်မနီလို့အမည်ပေးထားပြီးတော့အငယ်ဖြစ်သူ17နှစ်အရွယ်မင်းသားလေးကိုတော့စီဇာ1လို့အမည်ပေးထားကြပါတယ်။ ဘရင်ကြီးဆူတပ်ကအရွယ်ရောက်တော့မဲ့သားတော်နှစ်ပါးကိုကြည်ပြီးတော့ရတနာဆိုတဲ့တိုင်းပြည်ကိုအုပ်ချုပ်စေဖို့အတွက်အခုကတည်းကသူ့ရဲ့သားတွေကိုအရေးရှင်ရှိတဲ့မင်းသားတွေဖြစ်အောင်ဆိုပြီးတော့သားတော်နှစ်ပါးစလုံးကိုတိုင်းပြည်ကနေထွက်ခွာစေပြီးတိုင်းပြည်အတွက်အကျိုးပြုနိုင်မဲ့ပညာရွက်တွေကိုမိမိကိုယ်တိုင်လေ့လာသင်ယူကြဖို့နဲ့ပညာတွေတက်မြောက်မှသာတိုင်းပြည်ကိုပြန်လာကြဖို့မိတ်လိုက်ပါတယ်သားတော်နှစ်ယောက်တို့ကလည်းဖခင်ကြီးရဲ့အမေအတိုင်းပညာရည်တွေကိုလေ့လာသင်ယူဖို့တိုင်းပြည်ကနေထွက်ခွာကြပြီးတော်လန်အတိုင်းခီးဆက်လာကြပါတယ်။ မြောက်သာတောတောင်တွေကိုကြော်ဖြတ်ခဲ့ကြပြီးမှကြံတခန်ဆိုတဲ့ကြေးရွာလေးတစ်ခုကိုရောက်ရှိလာကြပါတယ်။အဲ့ဒီရွာထဲမှာတိတပါမောင်ခါတယောက်ကလူရည်ချွန်တွေကိုရွေးချယ်ပြီးတော့သူရဲ့ပညာရည်တွေကိုသင်ကြားပို့ချပေးဖို့စီစဉ်နေတဲ့အချိန်ဖြစ်နေတော့ပညာရှာနေကြတဲ့သူတို့ညီအကိုနှစ်ယောက်အတွေ့တော့အတော်ပဲဖြစ်သွားပါတယ်။သူတို့မှာတိုင်းပညာနဲ့ပလွေပညာရည်နှစ်ခုတည်းကတစ်ခုကိုသာရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဖရာဖိုင်မနီကတော့အတီးအမုတ်ကိုဝါသနာပါတဲ့သူဖြစ်တာကြောင့်ပလွေပညာကိုသာရွေးချယ်လိုက်ပြီးညီငယ်လေးစီစဝိုင်ကတော့တိုင်းပညာကိုရွေးချယ်တင်ယူကြပါဗျ။အဲ့ဒါနဲ့ညီအကိုနှစ်ယောက်သာကြံတခံဆိုတဲ့ရွာငယ်လေးထဲမှာနေထိုင်ကြပြီးတိတာပါမောကထံမှာခုနှစ်လတိတိပညာစီးပူးကြပြီးမှအရေးအသွေးပြည့်မီတဲ့ပညာရဲ့တစ်ခုစီကိုစုံကန်းတိုင်အောင်တက်ကြွသွားကြပါဗျ။ ပြီးတော့ညီအကိုနှစ်ယောက်တို့ဟာအတိတပါမောကဆရာကြီးကိုဦးချကြတော့နှုတ်ဆက်ပြီးတာနဲ့သူတို့ရဲ့ရတနာတိုင်ပြည်ကဖားခင်ဘရင်ကြီးစုထက်ထံကိုပြန်သွားကြပါတယ်။နေရက်ကိုရောက်ကြတော့သူတို့တက်ကြွထားတဲ့ပညာရက်တွေကိုသူတို့ရဲ့ဖားခင်ဘရင်ကြီးကိုဝမ်းပန်းတရာနဲ့ပြောပြကြပါတယ်။ဒါပေမဲ့ဖားခင်ဘရင်ကြီးကတော့ သူတို့ရဲ့ရှောက်တင်တဲ့ဇကားကိုကြားလိုက်ရတာနဲ့တိုင်းပြည်ကိုစီမံအုပ်ချုပ်နိုင်မဲ့ပညာရက်မျိုးမဟုတ်တာကြောင့်အတော်လေးဒေါသထွက်သွားပြီးတိုင်းပြည်အတွက်အသုံးမဝင်တဲ့ပညာရက်တွေကိုတင်လာရသလားဆိုပြီးတော့နောက်တစ်ကြိမ်ပညာရက်တွေထပ်ရှာစီဖို့အတွက်ထပ်မံနှင်ထုတ်လိုက်ပါတယ်။ညေကိုနှစ်ယောက်သာတော်ထဲမှာစိတ်ညစ်ညစ်နဲ့ခီးထွက်လာကြရင် တော်လန်းတွေမှားကြပြီးရက်အတော်တန်ကြအောင်ဒေါတောင်တွေကိုကြော်ဖြတ်ရကြပြီးမှပင်လေကမ်းကြီးတစ်ခုကိုရောက်ရှိလာကြပါတယ်။ အဲဒီကံကြီးကိုရောက်မှပညာရဲ့ကိုစီတက်မြောက်ထားကြတဲ့မဟုတ်ဆိုလူငယ်လေး၃ယောက်ကိုတွေ့သွားပါတယ်။ပထမတစ်ယောက်ကဝိရှိယံလို့ခေါ်ပြီးတော့မြားတစ်ခါပြေးခုနှစ်ဆင်းနဲ့ခံကန်တဲ့ပြင်းမှတ်တွေကိုပြနိုင်စွမ်းရှိသူဖြစ်ပါတယ်။ဒုတိယတစ်ယောက်ရဲ့နာမည်ကတော့မိုလာဖြစ်ပြီးတော့မျက်ချောက်ပင်တွေကိုကာထာမန်တန်နဲ့မှန်းမွန်းလိုက်ပြီးတာနဲ့ကြီးမားလှပတဲ့ရွက်တင်ပေါ်ကိုတိစောင်းနိုင်စွမ်းရှိပါတယ်။တတိယတယောက်ရဲ့နာမည်ကစာနွန်ဖြစ်ပြီးတော့မိုးလေတွေကိုဂါထာနဲ့လိုအပ်တယ်လို့ခေါ်နိုင်စွမ်းရှိသူဖြစ်ပါတယ် အားလုံးတွေးဆကြတဲ့အချိန်မှာညီကိုနှစ်ယောက်တို့ကလည်းသူတို့တက်ကြွထားတဲ့ပညာရည်တွေကိုမုတ်ဆူလူငယ်လေး၃ယောက်ကိုပြောပြကြပါဗျ။တိုင်းပညာတက်ကြွထားတဲ့ညီငယ်လေးအတွက်ကတော့အတူဆန်းမဟုတ်ပေမဲ့ဖရာအဖိုင်မနီတက်ကြွထားတဲ့ပလွေပညာကူကတော့ဘလို့အတုံးဝင်တယ်လဲဆိုပြီးတော့မေးမြန်းလာကြပါဗျ။အရာနဲ့ဖအဖိုင်မနီကသူ့ရဲ့ပလွေမှုတ်တဲ့ပညာကိုမောက်ဆူလူငယ်လေး၃ယောက်ကိုနားဆင်စေဖို့အတွက်အဲ့ဒီကန်ရှိမှာပဲမှုတ်ပြလိုက်ပါတယ် ဖားဖိုင်မနီရဲ့ပပလီမုတ်တဲ့ပညာကတာမန်တရှင်မျိုးမဟုတ်ပဲနဲ့နားထောင်တဲ့မဟုတ်စု၃ယောက်နဲ့ညီငယ်စီဆဝံကိုပါနှင်းချိုက်စွာအိမ်မော်ကြသွားစီပါတယ်။ဖားဖိုင်မနီကအာလုံးအိပ်ပျော့သွားပြီဆိုတာနဲ့အာလုံးပြန်နိုးထလာစီဖို့အတွက်ပလွေပညာကိုနောက်တနည်းထမ်းမှုပါတယ်။အဲ့ဒီပလွေမှုန်းနေတဲ့အချိန်မှာပဲတိတ်မွေလာတဲ့လှိုင်ကူကနေထွက်လာပြီးပင်လယ်ထဲမှာအစာထွက်ရှာနေတဲ့ Faces Small လို့ခေါ်တဲ့ဘလူးမကြီးထံဖအဖိုင်မနီရဲ့ပလွေတန်ရောက်ရှိသွားပါတယ်။ လွေတန်တွေကကြီးမားတဲ့ဖလားဖိုင်မနီရဲ့နယ်ရွက်တဲကိုဝင်ရောက်သွားပြီးဖီဆစ်ဆမိုအလွန်ပဲတာယာသွားပါတယ်။အဲ့ဒါနဲ့ဖီဆစ်ဆမိုဟာအဲ့ဒီပလွေတန်ရဲ့ဆွဲဆောင်မှုကြောင့်ပလွေတန်လာယာဘက်ကိုလိုက်ရှာနေပါတော့တယ်။အဲ့ဒါနဲ့ပဲကန်းကြီးတကူမှာဘီနာကလူငယ်လေးယောက်အိပ်ပျော်နေပြီးတယောက်တည်းပလွေထိုင်မုန်းနေတဲ့ဖလားဖိုင်မနီကိုတွေ့သွားပါတယ်။ ဘလူးမကြီးဖီဆစ်စမောဟာဖလားအဖိုင်မနီကိုမြင်မြင်ချင်းပဲချစ်မိသွားပြီးသူမရဲ့လင်ယောက်ျားအဖြစ်ပေါင်းတင်ဖို့အတွက်အမြန်ပြေးလာပြီးတော့ဖလားအဖိုင်မနီကိုဖမ်းလိုက်တဲ့အခါမှာဖလားအဖိုင်မနီဟာထိတ်လန့်သွားပြီးတတိလေးမိမျောသွားပါတယ်။ ဖီစစ်ဆမွေကဖလားဖိုင်မနီကိုသူမနေထိုင်တဲ့လှန်ကူတဲကိုဖမ်းခေါ်သွားပြီးဖလားဖိုင်မနီကသူမကိုမြင်လို့အလွန်ပဲထိတ်လန့်ကြောက်ရွံ့ခဲ့တာကိုတွေးပြီးတော့ဖလားဖိုင်မနီမကြောက်ရအောင်ဆိုပြီးတော့တကူအစွမ်းအနေနဲ့သူမရဲ့ခန္ဓာကိုကြုံလိုက်ပြီးချောမောလှပတဲ့တာမန်အမျိုးသမီးအရွယ်အဖြစ်ဖန်ဆင်းလိုက်ပါတယ်ပြီးတော့ဖလားဖိုင်မနီကိုခေါ်နိုးပါတယ် ဖားဖိုင်မနီနိုးထလာတဲ့အခါမှာတော့ဖားဖိုင်မနီကသူ့ရဲ့အရှိမရှိနေတဲ့မိမလားဟာဘလူးမကြီးဆိုတာကိုတီးတော့အနာကိုမကက်စီပဲသူ့ကိုဖမ်းလာတဲ့အတွက်အလွန်ပဲစိတ်ဆိုးနေပြီးဟော်ဟစ်ဆဲဆိုနေပါတော့တယ်ဒါပေမဲ့ pieces of mud blue ma ji ကဘလို့မှမကန်စားရပဲဖားဖိုင်မနီရဲ့အချစ်ကိုရယူဖို့အတွက်အမျိုးမျိုးချော့မော့ပြီးမြူဆွဲနေပါတယ်။ဖားဖိုင်မနီဟာနောက်ဆုံး blue ma ji pieces of mud ရဲ့မြူဆွဲမှုကိုမငင်းဆိုနိုင်တော့ဘဲနဲ့အကျဉ်းလင်းမယားအဖြစ်သို့ပေါင်းတင်လိုက်ရပါတယ်။ တစ်ဖက်ကညီငယ်လေးစီစဝံနဲ့မုတ်ဆူ၃ယောက်တို့ကတော့ဖပိုင်မနီရဲ့ပလွေကြောင့်နှိမ့်ချိုက်စွာအိပ်ပျော်သွားကြတာနနက်မိုးလင်းသွားတဲ့အထိပဲဖြစ်ပြီးတော့နိုးထလာကြတဲ့အခါမှာတော့ဖပိုင်မနီပြောင်းနေပြီးအလွန်ကြီးမားတဲ့ဘလူးကြီးရဲ့ခြေရာကိုပဲမြင်တွေ့လိုက်ရတာကြောင့်ဖပိုင်မနီကိုဘလူးကြီးဖမ်းခေါ်သွားပြီးဆိုတာကိုသိလိုက်ကြရပါတယ်ညီဖြစ်သူစီစဝမ်ကဘလူးကြီးကသူ့ရဲ့အကိုဖလားအဖိုင်မီနီကိုစားလိုက်ပြီလားဆိုပြီးတော့တွေးပြီးတော့ငိုကြွေးနေပါတော့တယ်။ အဲ့ဒီအခါမှာစာနွန်ဆိုတဲ့မုတ်ဆူတယောက်ကသူ့ရဲ့ပညာရည်နဲ့အာယုံခံပြီးကြီးလိုက်တဲ့အခါမှာဖလာအဖိုင်မနီကဘလူးမကြီးဖန်သွားတာတေးကြပြီးအသက်မသေးပဲဘလူးမကြီးနဲ့အတူရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါနဲ့မုတ်ဆူ၃ယောက်တို့နဲ့ညီငယ်စီဇဝန်တို့ကသူ့ရဲ့အကူအတွက်စိတ်သက်သာရာရသွားကြပါတယ်။ သူတို့အားလုံးဖားအဖိုင်မဏီကိုထွက်ချဖို့အတွက်ပြင်ဆင်ကြတဲ့အခါမှာပိုလာဆိုတဲ့မုတ်ဆိုကမျက်ချောက်ပင်တွေနဲ့ဂါထာတွေကိုမှန်းမုတ်လိုက်ပြီးအလွန်ကြီးမားတဲ့ရွက်တင်ပေါ်ဒဇင်ကိုတိဆောက်လိုက်ပါတယ်။ပြီးတော့အားလုံးပဲရွက်တင်ပေါ်စီတက်ကြပြီး အတူတကွဖားအဖိုင်မဏီကိုထွက်ချဖို့အတွက်ပြင်လဲခရီးဆက်ကြပါတယ်။ဒီလိုနဲ့ပင်လယ်ထဲမှာရဲအတော်တန်ကြာခဲ့ပြီးတဲ့နောက်ရုံမကြဆိုတဲ့တိုင်းပြည်ကြီးကိုဆ ਾਇ ရောက်လာကြပါတယ်။အဲ့ဒီတိုင်းပြည်ကိုထုတ်စုံဆိုတဲ့မင်းကြီးအုပ်ချုပ်ပါတယ်။ မောက်ဆူ၃ယောက်ကရုံမကျဆိုတဲ့တိုင်းပြည်ကိုရောက်တာနဲ့မင်းသားလေးစီစဝံကိုမြို့အနှံ့နေရာအနှံ့လိုက်ပို့ပေးကြပါတယ်။သူတို့အားလုံးဈေးထဲကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ဈေးထဲမှာရှိကြတဲ့မိန်းမလှလေးတွေကမင်းသားစီစဝံကိုအငမ်းမရကြည့်ရှုကြပြီးအလွန်ပဲနှိမ့်သက်သဘောကြားကြပါတယ်။ အဲ့ဒီကနေဆက်သွားရင်နန်းတွင်တွေကဘရင်အတော်ချက်ပြုတ်ပေးဖို့ဈေးထွက်ဝယ်တဲ့နန်းကကြုတ်လို့ခေါ်တဲ့အစီကံမင်းမပြိုလေးတယောက်ဟာစီဆဝမ်ကိုမြင်မြင်ချင်းချစ်မိပြီးအိန္ဒိယမဆယ်နိုင်လောက်အောင်ပဲဖန်လေးတပွင့်နဲ့စီဆဝမ်ကိုချစ်ခွင့်သွားပန်ပါလေစီဇဝန်ကအဲ့ဒီချိန်မှာအသက်15နှစ်သာရှိသေးတာကြောင့်အချစ်ကိစ္စတွေကိုစိတ်မဝင်စားပဲဂယုမဆိုင်ပဲနေပါတယ် ဒါပေမဲ့နန်ကကြိုကဈေးတန်းတစ်လျှောက်ဘေးကနေကတ်လိုက်ပြီးလူသီးရှင်ကြားချစ်ရည်တွေလိုက်ဆိုနေရင်နဲ့ဘရင်ရဲ့စားပွဲကိုချက်ပြုတ်ပေးနေရတဲ့စဖို့မူကဈေးထွက်ဝင်နေတဲ့နန်ကကြိုရောက်မလာသေးတာကြောင့်သူကိုယ်တိုင်နန်ကကြိုကိုဈေးတန်းထဲမှာထွက်ရှာရပါတယ်စဖို့မူကနန်ကကြိုကိုတွေ့တော့ဘာကြောင့်ဈေးဝယ်တာဒီလောက်တောင်ကြာရတာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာနန်ကကြိုကသူမရဲ့အပြစ်ကိုရှောင်တဲ့အနေနဲ့သူမကိုမင်းသားလေးစီစဝံကဆွဲထားလို့ဆိုပြီးတော့ပြောလိုက်ပါတယ် အဲ့ဒီအခါမှာစပိုမွန်းကအလွန်ပဲစိတ်ဆိုးသွားပြီးနန်ကကျော်ကိုမင်းတောင်ဝင်ယူရမယ်ဆိုပြီးတော့မင်းသားစီဇန်1ကိုပြောလိုက်ပြီးတာနဲ့ကိစလာအမည်ရှိတဲ့ဘရင်သမီးတော်ကိုစောက်ချောက်ပေးကြတဲ့အဆွေအယံ၄ယောက်ထံမှာသွားပြီးတော့တန်ကြားလိုက်ပါတယ်။အဲ့ဒါနဲ့ဘရင်သမီးတော်ရဲ့အဆွေအယံတွေကစစ်တီတော်တွေကိုခိုင်းပြီးအဲ့ဒီစီဇန်1ဆိုတဲ့မင်းသားလေးနဲ့မုတ်ဆူ၃ယောက်ကိုစစ်စေးမင်းမြန်ဖို့အတွက်သူမတို့ထံဖမ်းခဲ့စေဆိုပြီးတော့ခိုင်းလိုက်ပါတယ်။ အမျိုးသမီး၄ယောက်စလုံးကစီဇန်1ကိုတွေ့တာနဲ့စီဇန်1ရဲ့ချစ်စရာကောင်းလွန်တဲ့ရုပ်ရည်တွေကြောင့်နှစ်သက်မိကြပြီးသူမတို့စောက်ချောက်ပေးနေကြတဲ့ဘရင်သမီးတော်လေးကေဆလာနဲ့သဘောတူမိပြီးအတိတ်တကိုထိမ်းမြပေးဖို့အတွက်စီစဉ်ကြပါတယ်။ အဲ့ဒါနဲ့မင်းသားလေးစီဇန်1ကိုအပြစ်ပေးတဲ့အနေနဲ့အနောက်ဘက်မှာရှိတဲ့ခြံလုတဲ့အဖိုးအဖွားတို့နေတဲ့တဲအင်ကြီးထဲမှာသူတို့လေးယောက်စလုံးကိုထိမ့်သိမ်းထားစီဆိုပြီးတော့အပြစ်ပေးတဲ့ပုံစံမျိုးနဲ့နောက်ဖေးတဲကြီးထဲမှာနေစေလိုက်ပါတယ်။တကယ်တော့မင်းသမီးလေးကေဆလာနဲ့အတိတ်တကူတွေ့စီဖို့အတွက်စီဇန်လိုက်တာပဲဖြစ်ပါတယ်။ မင်းသမီးလေးရဲ့အဆွေအယံ၄ယောက်တို့ကမင်းသမီးလေးရဲ့မိဘကိုစားနေပြီးတော့မုတ်ဆူ၃ယောက်ကိုမင်းသားလေးရဲ့မိဘနေရာမှာနေပေးဖို့အတွက်မင်္ဂလာကိစ္စဖြစ်မြောက်စေဖို့အတွက်ကူညီပေးကြဖို့တွားရောက်ပြောကြားကြပါတယ်။မုတ်ဆူ၃ယောက်တို့ကလည်းစီစဝမ်ရဲ့သူ့ရဲ့အကိုပျောက်ဆုံးသွားလို့ဝမ်းနည်းနေရတဲ့အချိန်ဆိုတော့အဲ့ဒီဝမ်းနည်းပူဆွေးနေတဲ့စိတ်တွေပျောက်သွားအောင်ဆိုပြီးတော့မင်းသမီးလေးနဲ့ညာစီဖို့အတွက်ကူညီပေးဖို့လက်ခံလိုက်ကြပါတယ်။ တိတ်မကြခင်မှာပဲနှစ်ဖက်မိဘတွေကိုစားသူတို့တွေမင်းသားလေးစီဇဝန်နဲ့မင်းသမီးလေးကိစနီတို့ကိုပေးတွေ့လိုက်ကြတဲ့အခါမှာတော့မင်းသားလေးနဲ့မင်းသမီးတို့ဟာတယောက်ကိုတယောက်အလွန်ပဲနှစ်သက်သဘောကျကြပြီးတော့အယံကိုချစ်ကြတဲ့အကျင်လင်မယားတွေဖြစ်သွားကြပါတယ်ဒါပေမဲ့အရန်ကိုချစ်ကြတဲ့အကျင်လင်များတွေဖြစ်ကြပြီးအေဂျန်တာယာနေကြပေမဲ့ဒီကိစ္စကိုသိကြတဲ့သူတွေဟာအဆွေအယံ၄ယောက်နဲ့မုတ်ဆူ၃ယောက်ပဲရှိတာကြောင့်နောက်ကျော်မအေးပဲဖြစ်နေကြပါဗျာ။ တဖက်မှာတော့အတိုင်းတိုင်းပြပြကနေပြီးတော့နန်းတွင်ထဲကိုရောက်လာကြတဲ့မင်းသားတွေကလည်းမင်းသမီးလေးကေဆလာကိုနှစ်သက်လို့ဘရင်ကြီးထံမှာအစင်မပြတ်လာရောက်တောင်းရန်နေကြပါတယ်ဘရင်ကြီးကတော့သူ့ရဲ့သမီးတော်လေးကိုအရန်ပဲချစ်ပြီးအရန်ပဲစိုးရိမ်တက်တာကြောင့်ဘသူလက်ထဲမှာမှမထည့်ပဲနဲ့အမြဲတမ်းညင်းဆိုလေးရှိနေပါတယ် ဒီနေ့မှာတော့ဦးချေလို့ခေါ်တဲ့တခြားတန်းပြည်ကမင်းတပါဟာကေဆလာကိုလက်ထပ်ဖို့လာရောက်တောင်းရမ်းတဲ့အခါမှာမင်းသမီးလေးကေဆလာရဲ့ဖခင်ကြီးကတော့တခြားတန်းပြည်ကမင်းသားတွေလိုပဲညင်းလွှတ်လိုက်ပါတယ်ဥထေဆိုတဲ့မင်းဟာသူ့ကိုညင်းလို့ရလေသလားဆိုပြီးတော့မခံမရက်နိုင်ဖြစ်ပြီးတော့မင်းသမီးလေးကေဆလာကိုမရရအောင်ယူမယ်ဆိုပြီးလုံမကြာဆိုတဲ့တိုင်းပြည်ကိုစစ်ရှိတက်ပြီးတိုက်ခိုက်ကြပါတယ် ဦးထေမင်းဟာအင်အားကြီးပြီးတော့အလွန်ပင်များပြားလာတဲ့စစ်တီတော်တွေကြောင့်ထုတ်စဝုံမင်းကြီးရဲ့သူရဲကောင်းစစ်တီတွေကိုစစ်မြေပြင်ထဲကိုဆေလွှတ်တလောက်စစ်တီတွေရှုံနေပြီးတော့နန်းတွင်ထဲကိုအကြိမ်ကြိမ်ပြန်ပြေးလာကြရပါတယ်။အရာနဲ့မင်းသားလေးစီစဝုံဟာသူ့ကိုဝင်ရောက်တိုက်ခိုက်ခွင့်ပေးပါဆိုပြီးတော့ဘရင်ကြီးထံမှာခွင့်တောင်းလိုက်ပါတယ်။ ဘီအန်ဂျီကမင်းသားလေးစီစဝမ်ရဲ့ကောင်းဆိုမှုကိုသဘောတူလိုက်ပြီးမင်းသားလေးစီစဝမ်ကသူ့ရဲ့အပေါင်းအဖာမဟုတ်ဆို၃ရောင်နဲ့အတူစစ်တီတော်တွေနဲ့တပြိုင်တည်းတိုက်ပွဲဝင်သွားကြပါလေမင်းသားစီစဝမ်ရဲ့ပြီးမြောက်တိုက်ကြွန်ထားတဲ့တိုင်းပညာတွေနဲ့မဟုတ်ဆို၃ရောင်ရဲ့မှော်အစွမ်းတွေကြောင့်ဥထေဆိုတဲ့မင်းကိုအလွယ်တကူပဲတိုက်ခိုက်နိုင်ပြီးအနိုင်ရရှိသွားပါလေအဲ့ဒီအခါကြာမှာပဲဘယင်ကြီးကစီစဝမ်ကိုမင်းသမီးလေးနဲ့တရားဝင်သဘောတူပေးလိုက်ပြီးတိုင်းသည့်ပြည်သည့်လက်ထပ်ပေးလိုက်ပါတယ် အဒါနဲ့တင်မပြီးသေးပဲဘီရင်ကြီးကစီစဝမ်ရဲ့အရေးအရှင်းနဲ့ညံရည်တွေကိုသဘောကျတာကြောင့်တိုင်းပြည်ကိုအုပ်ချုပ်ဖို့အတွက်ဘီရင်အဖြစ်လဲတင်မြောက်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဘီရင်ဖြစ်သွားတဲ့စီစဝမ်ဟာမင်းသမီးလေးကေဆလာနဲ့တိုင်းပြည်ကိုအုပ်ချုပ်ပြီး၈နှစ်လောက်ကြာလာတဲ့အခါမှာတော့တဖက်ကဘလူးမကြီးဖန်းခေါ်သွားတဲ့အကိုဖြစ်သူဖားဖိုင်မင်းနဲ့ဘလူးမကြီးဖီစစ်စမိုတို့ပေါင်းတင်းနေထိုင်ကြရင်တဲ့တားတော်လေးတယောက်ထွန်းကားနေပြီပဲဖြစ်ပါတယ်။ သူတို့သားတော်လေးရဲ့အမိကတော့ဆင်းစမုတ်လို့ခေါ်ပြီးတော့အသက်၈နှစ်အရွယ်ရောက်နေပြီဖြစ်ပြီးရုပ်ရည်ကအဖေဖြစ်သူနဲ့အရန်တူပါတယ်။ဒါပေမဲ့မျက်လုံးတွေကအနီအောင်တောင့်နေပြီးသူ့အမေလိုပဲအစွယ်နှရှောင်းအရှိကိုထွက်နေပါတယ်။ခွန်အားပလလည်းသူ့အမေလိုပဲအင်မတန်ကြီးမားပါတယ်။ဖီဆစ်စမုတ်ဘလူးမားကသူ့ရဲ့လင်ယောက်ကြားဖလားအဖိုင်မနီနဲ့သားတော်လေးဆင်းစမုတ်ကိုလိုလေသေးမရှိအောင်စားဖို့တောက်ဖို့ကစအပူပင်မရှိရလေအောင်လှုပ်ကြွေးပြူစုပါတယ်။ ဒါပေမဲ့ဖီဆစ်စမောကအပြင်မှာစားစရာရှာထွက်တဲ့အခါမှာသူမရဲ့သားတော်လေးနဲ့လင်ယောက်ကြအပြင်ကိုထွက်မြေ့လျောင်ဆိုပြီးတော့လှိုင်းကူကြီးကိုအလွန်ပင်ကြီးမားတဲ့ကြောက်တုံတွေနဲ့အမြဲတမ်းပိတ်ဆို့ပြီးမှသွားပါတယ်။အဲဒါကြောင့်ဖလားအဖိုင်မနီဟာသူ့ရဲ့သားတော်လေးစင်စမောနဲ့ရင်းရင်းနှီးနှီးလှိုင်းကူထဲမှာပဲဆော့ကစားရင်းနေစဉ်နဲ့အများအချင်းကုန်ပါတယ်။ ဒီနေ့မှာတော့တားတော်လေးစင်စမောကသူ့အမေအစာထွက်ရှာခြင်းသူလှိုင်ကူရဲ့အပြင်ဘက်မှာထွက်ကစားဖို့အတွက်စိတ်ကူးမိပြီးသူ့ရဲ့အဖေနေခင်ပဲအိပ်ပျော်နေတဲ့အချိန်မှာပဲတိတ်တိတ်ကလေးကြောက်တုံကြီးကိုဖွင့်ပြီးပင်လယ်ပင်ကြီးကိုမြင်လိုက်ရတော့အလွန်ပဲအံ့အော်တင်သွားပြီးပင်လယ်ရေထဲကိုအလင်းမြန်ပဲပြေးစင်းပြီးရေအောက်ထဲကိုငုတ်ဆင်သွားလိုက်ပါတယ်။ စင်စမိုဟာရေအောက်ထဲမှာရှိတဲ့ကြောက်ပန်းကြောက်ခဲတွေနဲ့ငါးအလှတွေကိုကြည့်ပြီးအလွန်ပဲသဘောကျနေတဲ့အချိန်မှာပဲအလွန်ပင်များပြားပြီးပျော်ပျော်ပါးပါးရေကူးနေကြတဲ့ရေသူမားတွေကိုတွေ့သွားပါတယ်။စင်စမိုကအရင်ပဲအံ့ဩသွားပြီးဘဝမှာရေသူမားတွေကိုမတွေ့ဘူးတာကြောင့်တီးကျင်စိတ်တွေနဲ့အနာကိုဖြစ်ဖြစ်ချင်းကူးခတ်သွားလိုက်ပါတယ်။ရေသူမားတွေကစင်စမိုကိုတွေ့တာနဲ့ထိတ်ထိတ်လန့်လန့်ဖြစ်ကုန်ကြပြီးတနေရာစီထွက်ပြေးသွားကြကုန်ပါတယ်။ ဒါပေမဲ့ရေသူထီးအိုးတကောင်ကတော့အသက်ကြီးပြီးတိတ်မပြေးနိုင်တော့ဆင်းစမှုဖမ်းမိသွားပြီးတော့ဒါပါကောင်လဲဆိုပြီးတော့သူ့အဖေကိုမေးဖို့အတွက်ယူလာပြပါတယ်။ဖလာဖိုင်မနီဟာသူ့ရဲ့ตาလေးလှိုင်းကူကနေထွက်သွားတာတီးလိုက်ရတော့အလွန်ပဲထိတ်လန့်သွားပြီးအခုလိုအပြင်ထွက်တာဟာအမေသိရင်အလွန်ပဲအန္တရာယ်ကြီးတယ်ဆိုပြီးတော့သူ့ရဲ့ตาတော်လေးကိုနောက်တစ်ခါအပြင်မထွက်အောင်ပြောဆိုဆုံးမပါတယ်။ ဒါပေမဲ့တားဖြစ်သူကဘာကြောင့်အမေကအပြင်ကိုထွက်ခွင့်မပြုတာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ဖားဖိုင်မနီကသူ့ကိုဘလူးမကြီးလှိုင်းကူထဲမှာဖမ်းခေါ်လာပြီးပေါင်းတင်နေထိုင်တဲ့အကြောင်းတွေကိုသူ့ရဲ့တားတော်လေးကိုအသေးစိတ်ရှင်းပြလိုက်ပါတယ်အရာနဲ့ပဲတာဖြစ်သူကသူ့အမေရဲ့လောရက်တွေကမတရားဘူးလို့တွေးမိပြီးအမေဖြစ်သူကိုမကြည်မနှက်ဖြစ်နေပါဗျ။ ။အဲ့ဒါနဲ့အနားမှာရှိနေတဲ့ရေသူတီကလည်းသူတို့ရဲ့ပြောစကားတွေကိုကြားတော့သူတို့အသားအဖာကိုဒီလိုင်ကူနဲ့ဖီဆက်စမွေရဲ့လက်ကနေလွတ်မြောက်အောင်ကဲတင်သွားပြီးကြောက်ဖီစတာလို့ခေါ်တဲ့ကျွန်းထဲမှာနေထိုင်တဲ့ရတ္တိကြီးကဖီဆက်စမွေရဲ့ရန်ကိုကာကွယ်ပေးနိုင်တယ်ဆိုပြီးတော့ကဲတင်ပေးသွားဖို့ကတိပေးလိုက်ပါတယ်။ဖလာဖိုင်မနီဟာရေသူတီထံကနေအဒီစကားကိုကြားလိုက်ရတော့မျောလင်းကျဲတွေရှိလာပြီးရေသူတီကိုပြန်လွှတ်ပေးဖို့အတွက်အတီးပြုတ်လိုက်ပါတယ် ပြီးတော့ရေသူထီကဘလူးမကြီးရဲ့လက်ကနေလွတ်မြောက်အောင်ပြေးဖို့ဆိုရင်အချိန်၃ရက်လောက်ကြိုပြီးတော့ပြေးရတာကြောင့်ဘလူးမကြီးအပြင်သွားတဲ့အခါမှာအ ਨੇ စုံ၃ရက်ကြောင်ကြံစီထားဖို့ဖလားဖိုင်မနီကိုမှာထားလိုက်ပါတယ်အစီအစဉ်တွေကိုတိုင်ပင်ကြပီတာနဲ့ရေသူတီကိုပြန်လှုပ်ပေးလိုက်ပြီးသူ့ရဲ့သားတော်လေးကိုလှိုင်ကူရဲ့ကြောက်တုံကြီးကိုအင်းကပုံစံအတိုင်းဖြစ်အောင်ပြန်ပိတ်ခိုင်းလိုက်ပါတယ်။ဘလူးမကြီးပြန်လာတဲ့အခါမှာတော့အားလုံးကပုံမှန်အတိုင်းပဲဖြစ်နေပါတယ်။ ဒါပေမဲ့အဲ့ဒီညမှာတော့လူမကြီးပီစစ်စမောဟာအိမ်မက်ဆိုးတွေမှတ်ပါတယ်အိမ်မက်ထဲမှာနှက်သားတစ်ပါးကသူမရဲ့မျက်လုံးတစ်စုံကိုထုတ်ယူသွားတယ်လို့ထိတ်ထိတ်လန့်လန့်အိမ်မက်မှတ်ပြီးနိုးထလာတဲ့အခါမှာတော့စိတ်ပူစွာနဲ့သူမရဲ့လင်ယောက်ျားကိုဘာနမိတ်လဲဆိုပြီးတော့မေးမြန်းပါတယ် ပြီးတော့လင်ယောက်ကြာဖြစ်သူဖရာဖိုင်မနီကဒီနမိတ်ဟာဖီစစ်စမိုရဲ့တတဝါတွေကိုအများအပြားတတ်စားထားတာကြောင့်၃ရက်၃ညတိုင်အောင်တတဝါတွေကိုမတတ်မစားတော့ဘဲတော်နဲ့ထဲမှာစိတ်တည်ငြိမ်စွာနဲ့ဥပုပ်တီလာစောက်တီဖို့အတွက်နတ်ဒီဝါတွေကကုသိုလ်လုပ်ခိုင်းတဲ့ကောင်းတဲ့နမိတ်ပဲဖြစ်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ် ဒီစစ်စမောကလည်းလင်ယောက်ကြာရဲ့စကားကိုယုံကြည်ပြီးဖားဖိုင်မနေနဲ့တာတော့လီတို့ကသူမရဲ့လက်ကနေထွက်ပြေးသွားဖို့စီစဉ်ထားတာကိုလုံးဝမသိဘဲနဲ့တာတော့နဲ့လင်ယောက်ကြာကိုနှုတ်ဆက်ပြီးတာနဲ့ဖားဖိုင်မနေပြောတဲ့အတိုင်းတော်တဲ့ကိုထွက်သွားလိုက်ပါတယ်။ဘလူးမကြီးလှိုင်ကူကနေထွက်သွားပြီးတဲ့နောက်ဒါအဖာနှစ်ယောက်သာလှိုင်ကူကနေထွက်လာကြပြီးရေသူတီးရှိအားပင်လယ်ကမ်းဆက်ကိုထွက်လာကြပါတယ်။ ရေတူတီအဖိုးကြီးကသူတို့ကိုကူညီပေးဖို့အတွက်သူ့ရဲ့ဇနီးတဲ့နဲ့သမီးပြိုလေးကိုပါခေါ်လာခဲ့ပါတယ်။အထာနဲ့ရေတူတီအဖိုးကြီးကသူ့ရဲ့ကြောပေါ်မှာဖလားအဖိုင်မနီကိုစီးသိပြီးတော့ဘလူးငယ်လေးစင်စမိုးကိုတော့သူ့ရဲ့ဇနီးရဲ့ကြောပေါ်မှာစီးသိပြီးတာနဲ့တန်ကူကနေပြီးတော့ပင်လယ်သမုတ်တရာရေပြင်တဲ့ကိုအလင်းအမြန်ပဲထွက်ပြေးသွားကြပါတယ်။သူတို့အားလုံးပင်လယ်သမုတ်တရာထဲမှာ၃ရက်၃ညတိုင်အောင်ရေကူးခတ်ကြတော့လဲကျွန်းငယ်လေးစီမရောက်သေးပဲဖြစ်နေကြပါတယ်။ အဲ့ဒီချိန်မှာဖီဆစ်စမောကအတိတ်ထံဝင်ပြီးလို့၃ရက်ပြည့်တဲ့အချိန်ရောက်နေတော့သူမရဲ့တာငယ်လေးနဲ့လင်ယောက်ကြားဖအဖိုင်မီနီကိုတတိယစိတ်တွေနဲ့လှိုင်ကူရှီယာကိုချက်ရှင်ပဲပြန်လာခဲ့ပါတယ်။လှိုင်ကူကိုရောက်တော့လှိုင်ကူထဲမှာဘသူမှမရှိပဲလှိုင်ကူအလွတ်ကြီးတစ်လုံးကိုသာတွေ့လိုက်ရတော့ဖီဆစ်စမောဟာအတော်လေးဒေါသထွက်သွားပြီးဘလူးမအသွင်ပြောင်းလိုက်ပါတယ်။ပြီးတော့သူမရဲ့အဆောက်တရေဝိညာဉ်တွေကိုလမ်းညွန်ပြခိုင်းပြီးတာနဲ့ပင်လယ်သမုဒ္ဒရာရှည်ပြင်းတဲ့ကိုချက်ချင်းပဲကူးဖြတ်ပြီးအနောက်ကနေလိုက်သွားပါတယ်။ ရေသူမတို့မိသားစုကလည်းအလင်းအမြန်ရေကူးခတ်ကြတော့လဲဘလူမကြီးရဲ့ပြေနှုံထက်အလွန်ပဲနှေးနေပါဗျ။ဘလူငယ်လေးစင်စမောကဘလူမပြေးလို့မလွတ်နိုင်တော့ဘူးဆိုတာကိုသိတော့ရေသူမရဲ့ကြောပေါ်ကနေဆင်းပြီးမိကိုအာယုံလွှဲတဲ့အနေနဲ့လမ်းမဘက်ကိုသွားအောင်ဆိုပြီးတော့ဘလူငယ်လေးဟာလမ်းလွဲကိုပြေးပြနေခဲ့ပါဗျ။ဒါပေမဲ့ဘလူမကြီးကကားခိုင်းမိလို့တွေ့ သွားပါတယ်သူတို့အားလုံးပျောက်ပြီးစတာဆိုတဲ့ကျွန်းကိုရောက်ခံနေအချိန်လေးမှာပဲရေသူတီအဖိုးကြီးတို့လင်မယားဟာဖလားဖိုင်မီနီတို့ရဲ့အသက်ကိုကာကွယ်ပေးဖို့အတွက်သူတို့ရဲ့တမင်းငယ်လေးကိုဖလားဖိုင်မီနီကိုကျွန်းရောက်အောင်ခေါ်ဆောင်သွားပါဆိုပြီးတော့ပြောပြတာနဲ့ဘလူးမကြီးကိုအချိန်နှောင်းစေဖို့အတွက်ပင်လယ်သမုတ်တရားထဲမှာတန်နေရင်ပြီးတော့အတားအဆီးလှုပ်ပေးကြပါတယ်အဲ့ဒီရေသူတီအဖိုးကြီးတို့လင်မယားဟာပင်လယ်သမုတ်တရားထဲမှာပဲဘလူးမကြီးကို၆ရက်ကြာအချိန်ဆွဲနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ပင်ပန်းနှွမ်းနဲ့သွားကြပြီးဘလူးမကြီးဖမ်းမိသွားပြီးတော့ဘ လူမကြီးရဲ့အစာအဖြစ်ခံလိုက်ရပါတယ်။အရာနဲ့ဖရာဖိုင်မနီရေသူမဆင်စမိုတို့ဟာကျုံးကိုရောက်အောင်ကူခံနိုင်ကြပါတယ်။အလုံးကျုံးဘောကိုရောက်တာနဲ့အတူတကွာကျုံးဘောကိုတက်တော့မဲ့အချိန်မှာပဲလူမကြီးကကျုံးရဲ့အနာကိုပြေးလာတာကိုကျုံးမှရှိနေတဲ့ရက်တိကြီးကဘလူမကြီးကျုံးအနာကိုကတ်လို့မရအောင်ဆိုပြီးတော့ကာထာမန်တန်တွေနဲ့မန်မုတ်ပြီးကောက်ွယ်ပေးလိုက်ပါတယ်။ ပြီးတော့ရတဲ့ကြီးကကျွန်းရဲ့အနာကနေကောင်းကောင်းထွက်သွားပါဆိုပြီးတော့ဘလူးမကြီးဖီဆစ်စမိုးကိုအမိတ်ပေးလိုက်ပါတယ်ဘလူးမကြီးကစကားကိုနားမထောင်ပဲကျွန်းကိုထီလို့မရတာနဲ့ကျွန်းရဲ့ခက်လန်လန်ကနေပြီးတော့သူ့ရဲ့လင်ယောက်ကြောင်ကိုတနေ့နေ့ဖမ်းလို့ရရမယ်ဆိုပြီးတော့မျောလင်းချက်တွေနဲ့ပင်လယ်ထဲမှာအမြဲတမ်းစောင့်ကြည့်နေလိုက်ပါတယ် အလုံးငိမ့်ညမ်းသွားတဲ့အခါမှာတော့ဖာဖိုင်မနီစင်စမုတ်ရေသူမားတို့ဟာရတ္တိကြီးထံသွားကြပြီးတော့ကျွန်းထဲမှာနေထိုင်ကြဖို့အတွက်ခွင့်တောင်းကြပါတယ်။မတိုင်မီကတင်းပေါ်ပြက်ပြီးရတ္တိကြီးထံမှာမိကိုနေကြတဲ့နိုင်ငံသားတချို့ကလည်းကျွန်းပေါ်မှာရတ္တိကြီးနဲ့အတူရှိနေကြပါတယ်။ကျေသူမလေးခမရမာတော့သူမရဲ့မိဘတွေဘလူးမကြီးရဲ့လက်ချက်ကြောင့်တေဆုံးသွားတဲ့အတွက် နေညာမပြတ်လွမ်းဆွမှုတွေနဲ့အမြဲတမ်းငိုကြွေးနေရရှာပါတယ် ဖောက်မိုင်မနီကအပြည့်ရှိသလိုခံစားရပြီးရေသူမလီရဲ့အနားမှာပဲရေသူမလီကိုအမြဲတမ်းချောမော့ပြီးတနာနေမိပါတယ်။ရေသူမလီရဲ့အနားမှာအမြဲတမ်းနှိမ့်သိပ်ပေးနေရင်လည်းတယောက်နဲ့တယောက်တန်ရောစဉ်တွေဖြစ်သွားကြပြီးချစ်ကြိုက်မိသွားကြပါတယ်။အဲ့ဒါနဲ့ကြောက်ဖီးစတာဆိုတဲ့ကျွန်းလေးမှာပဲရေသူမနဲ့ဖောက်မိုင်မနီတို့ဟာအကျဉ်လင်မယားဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ပဲကျုံပေါ်မှာနေထိုင်ကြရင်လည်းဖားဖိုင်မနေနဲ့ဆင်စမှုတို့ကရတ္တိအဖြစ်ပေါ်လိုက်ကြပြီးဒါဆိုတဲ့ရတ္တိကြီးထံကနေပြီးတော့ပညာရဲ့အစုံနဲ့တောင်းတင်နေကြတဲ့နိုင်ငံသားတွေထံကနေပြီးတော့နိုင်ငံသားဘာသာစကားတွေကိုပါစီးပူးတင်ယူကြပါတယ်သူတို့နေထိုင်တဲ့ကျောက်ပိစတာကျွန်းနဲ့ခတ်ဝေဝေနေရာမှာတော့ပလုံလို့ခေါ်တဲ့ကျွန်းအမြောက်အများပိုင်ဆိုင်ထားတဲ့ဘရင်ကြီးတစ်ပါးရဲ့တိုင်းပြည်ကြီးတစ်ခုရှိနေပါတယ် အဲ့ဒီတိုင်းပြည်ကြီးကိုစီလလားဆိုတဲ့ဘရင်ကြီးနဲ့မွန်ထာဆိုတဲ့ဘရင်မိဖုရားတို့ကအုပ်ချုပ်ကြပါတယ်။သူတို့မှာညံရင်အင်မတန်ထက်မြက်ပြီးအရန်ကိုတော်တဲ့စူဝုံမာလီဆိုတဲ့တမီးတော်လေးတပါရှိပါတယ်။အဲ့ဒီဘရင်သမီးတော်လေးကိုနိုင်ငံခြားသားမင်းသားတစ်ပါးနဲ့ဆေးဆက်ထားပါတယ်။အဲ့ဒီမင်းသားရဲ့နာမည်ကတော့ဥစရေလို့ခေါ်ပါတယ်။တညမှာတော့စူအောင်မာလီဟာအိပ်ပျော်နေတဲ့အချိန်မှာပဲအိမ်မက်တွေမက်ပါတယ်။ အိမ်မက်ထဲမှာသူမဟာရွက်တင်ပေါ်ကြီးနဲ့ပင်လယ်သမုတ်တရားခရီးထွက်ရပါတယ်။အဲ့ဒီအချိန်မှာပင်လယ်ထဲမှာရောင်ကြီးတွေထွန်းလင်းနေတဲ့မော်ဝင်ဖန်လုံးကြီးတစ်လုံးကိုတွေ့ပြီးတော့မော်ဝင်ဖန်လုံးရဲ့အနာကိုသွားပြီးကြီးချူပါတယ်ဆိုပြီးတော့အိမ်မက်မှတ်ပါတယ်။အနက်မိုးလင်းလာတဲ့အခါမှာတော့ဖခင်ဘီရင်ကြီးကိုညာကအမှတ်ခဲ့တဲ့အိမ်မက်တွေကိုအကြောင်းစုံရှောင်းတင်ပြပါတယ်။ပြီးတော့ဘီရင်ကြီးကပညာရှိပရောဟိတ်တွေကိုအဲ့ဒီအိမ်မက်ဟာဗာနမိတ်လေဆိုပြီးတော့တွက်ချက်ခိုင်းပါတယ်။ ပညာရှိတွေကမင်းသမီးလေးဟာဖူးစာရှင်နဲ့ပေါင်းဖက်ဖို့အကြောင်းတစ်ခုခုကြောင့်ပင်လယ်သမုဒ္ဒရာခရီးဖွဲ့ရမှာဖြစ်ပြီးတိုင်းပြည်ကနေနှစ်အတော်တန်ကြာအောင်ဝေးကွာနေရမှာဖြစ်တယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်ပြင်းကြီးကဒီနမိတ်ဟာသူ့ရဲ့သမီးတော်လေးဟာတခြားအတိုင်းပြီကမင်းသားလေးနဲ့လက်ထပ်ရဖို့နမိတ်ကောင်းဖြစ်တယ်ဆိုပြီးတော့တွေးမိပီတာနဲ့စစ်တီတွေနဲ့မူကြီးမတ်ရတွေကိုခေါ်ပြီးမင်းသမီးလေးရဲ့အိမ်မက်အတိုင်းပင်လေသမုတ်တရားတွေကိုစစ်တီအင်အားအပြည့်စုံနဲ့သမီးဖားနှစ်ယောက်ခရီးထွက်ကြဖို့ပြင်ဆင်ခိုင်းလိုက်ပါတယ် အားလုံးပြင်ဆင်လို့ပြီးတာနဲ့စစ်တီအင်အားအပြည့်အစုံနဲ့တမီးပါနှစ်ယောက်သာပင်လယ်ခီးတဲ့ကိုစာတင်ထွက်ခွာကြပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲပင်လယ်သမုတ်တရာထဲမှာအလွန်ပြင်းထန်တဲ့မုန်တိုင်းကြီးနဲ့ထိတိုက်ရင်ဆိုင်ရပါတယ်။သူတို့ရဲ့ရွက်တင်ပေါ်ကြီးဟာမုန်တိုင်းနဲ့အတူလွင့်ပါသွားပြီးတော့ကပတိန်ကြီးကဥတီချက်ပဲပဲကိုမောင်းနေရမှန်းမသိတော့တဲ့အထိဖြစ်သွားပါတယ်။ဒီလိုနဲ့ရွက်တင်ပေါ်ကြီးဟာပင်လယ်သမုတ်တရာထဲမှာပဲရဲအတော်တန်ကြအောင်ဘယ်ကိုမှမရွေ့ပဲရှိနေပါတယ်။ ကပတိန်ကြီးကရွက်တင်ဘောကိုဥတီကြပပလွှင့်ရမှန်းမသိတော့တာကြောင့်ဘရင်ကြီးကိုရှောက်တင်လိုက်တဲ့အခါမှာဘရင်ကြီးကတင်ဘောပေါ်မှာပါလာတဲ့ကြက်သားဘဲသားတွေနဲ့ပင်လယ်ဆောင်တွေကိုတင်မြောက်ပီးတာနဲ့ဥတီကြကိုညွှန်ပြပေးဖို့ဆူတောင်းလိုက်ပါတယ်။အဲ့ဒီဆူတောင်းနေတဲ့အချိန်မှာပဲလှေသမားတယောက်ရဲ့ကိုယ်ထဲမှာပင်လယ်ဆောင်ပူပူကြီးကဝင်ပူပြီးတော့ဥတီကြကိုညွှန်ပြပေးပြီးအဲ့ဒီနေရာကိုရောက်အောင်သွားပါ။အဲ့ဒီနေရာကိုရောက်ရင်တင်တို့ကိုကူညီပေးမဲ့သူရှိတယ်ဆိုပြီးတော့ပြောပြတာနဲ့ပူပူကြီးဝိညာဉ်ကပြန်ထွက်သွားလိုက်ပါတယ်။ ။ဘရင်ကြီးကလည်းအဲ့ဒီလမ်းညွှန်ချက်အတိုင်းချက်ချင်းပဲကပတိန်ကိုရွက်လွှင့်စီလိုက်ပါတယ်။ဒီလိုနဲ့15ရက်လောက်ရွက်လွှင့်ပြီးတဲ့အခါမှာတော့ဘရင်ကြီးစီလလာကမုံမုံဝါဝါမြင်တွေ့နေရတဲ့ကျွန်းလေးကိုမှန်ဘလူးနဲ့လှမ်းကြည့်လိုက်တဲ့အခါမှာကျောက်ဖိစတာဆိုတဲ့ကျွန်းပေါ်မှာရတိကြီးနဲ့ရတိရဲ့တပည့်တွေကိုတွေ့လိုက်ရတာကြောင့်ကျွန်းအနာကိုချက်ချင်းပဲကန်ဆိုင်စီပြီးစစ်တီတွေနဲ့အတူတမီဖာနှောက်သားရတိကြီးထံရောက်လာကြပါတယ် ဒီချိန်မှာပဲရတိဝွင့်နေတဲ့ဖလားဖိုင်မနီကဘရင်သမီးတော်လေးစုဝမာလီကိုတွေ့တာနဲ့တယောက်ကိုတယောက်နှစ်သက်မိကြပြီးယင်းထဲမှာချစ်မိတယ်လို့တွေဖြစ်လာကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကယင်းထဲမှာပဲတင်ထားကြပါတယ်။ဘရင်ကြီးစီလလာကအရွယ်ငယ်နေသေးတဲ့ဖလားဖိုင်မနီတို့သားအဖကိုဘာကြောင့်ငငယ်ရွယ်ရွယ်နဲ့ရတိဝရတာလဲဆိုပြီးတော့ဖိုမေတီမေနဲ့ဆိုတော့ဖလားဖိုင်မနီကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုအစအဆုံးပြောပြလိုက်ပါတယ်။ဘရင်ကြီးစီလလာဟာ အဖိုင်မနီရဲ့ပလွေပညာအကြောင်းကိုသိလိုက်ရတော့ဘာကြောင့်ဘလူးကြီးကပလွေတန်ကြားပြီးဒီလောက်တောင်ဆွဲမှတ်သွားရတာလဲဆိုပြီးတော့ပလွေရဲ့အစွမ်းကိုအရင်ပဲသိကျင်တာကြောင့်ဘရင်ကြီးကဖလားအဖိုင်မနီကိုပလွေမှုတ်ပြပေးဖို့တောင်းဆိုလိုက်ပါတယ်ဖလားဖိုင်မနီကရက်သေးဝနေတာကြောင့်ဘလွေမမှုတ်ပါရစေနဲ့ဆိုပြီးတော့ဘရင်ကြီးကိုရှောက်တင်လိုက်ပြီးသူကိုယ်တိုင်တင်ထားပေးတဲ့သူ့ရဲ့တာတော်လေးစင်စမိုးကိုမှုတ်ပြပေးဖို့အတွက်လက်လွှဲလိုက်ပါတယ် ဘလူးငဲ့လေးစင်စမောဟာသူ့အဖေတင်ပေးတဲ့ပညာအတိုင်းတေတေတသက်လေးမှုပြနိုင်ပြီးအနာမှာရှိကြတဲ့ပလွေအတန်ကြားကြတဲ့သူအလုံးဟာအိမ်မော်ကြသွားကြကုန်ပါတယ်။ဒါပေမဲ့ဝိဆာအစွမ်းထက်တဲ့ရတိကြီးကတော့သူ့ကိုအိမ်မပျော်စေဘဲဘယင်ကြီးနဲ့ကျန်သူတွေအလုံးအိမ်ပျော်သွားကြပြီးနောက်ရတိကြီးကမောင်တီဘီအလုံးကိုပြန်နှိုးပေးလိုက်ပါတယ်။ဘယင်ကြီးဟာပလွေရဲ့အစွမ်းကိုသိပြီးတာနဲ့အလွန်ပဲသဘောကျပြီး စင်စမိုလေးကိုလက်ဆောင်အမြောင်းအများနဲ့အဝတ်တန်စာတွေကိုချီမြောက်ပေးလိုက်ပါတယ်။ပြီးတော့ရတိကြီးကဖျားအဖိုင်မနီနဲ့မင်းသမီးလေးစုဝုံမာလီဟာအနာဂတ်မှာပေါင်တင်ရမယ့်ဖူးစာရှင်တွေဖြစ်ကြတယ်ဆိုတာကိုသိနေတော့စင်စမိုဆိုတဲ့ဘလူးငယ်လေးကိုပရင်သမီးတော်လေးစုဝုံမာလီရဲ့လက်ထဲကိုအားလိုက်ပြီးမွေးစားစီဖို့အတွက်ပေးလိုက်ပါတယ်။စုဝုံမာလီကလည်းစင်စမိုလေးကိုတားအရင်တစ်ဖွဲချစ်မိနေပြီးရတိကြီးရဲ့အကြံပေးတဲ့အတိုင်းမွေးစားဖို့လက်ခံလိုက်ပါတယ်။ ဘရင်ကြီးစေလလာကကျွန်းကားနေနှစ်ရက်လောက်လိုအပ်တာတွေကိုစုဆောင်ပြီးတာနဲ့ရွတ်တင်ပေါ်နဲ့ခရီးဆက်ကြဖို့ပြင်ဆင်ကြပါတယ်။ရတ္တိကြီးတာကဖလားအဖိုင်မင်းနဲ့ဆင်ဆမူတာမကကျွန်းပေါ်မှာတောင်းတင်နေကြတဲ့နိုင်ငံသားတွေကိုပါဘရင်ကြီးစေလလာနဲ့အတူရွတ်တင်ပေါ်နဲ့အတူလိုက်သွားကြဖို့ပြောတော့ဘရင်ကြီးကလည်းအားလုံးကိုကြည်ကြည်ပြူပြူနဲ့ရွတ်တင်ပေါ်ပေါ်တက်စီပြီးခေါ်ဆောင်သွားဖို့လက်ခံလိုက်ပါတယ်။ အဲ့ဒီချိန်မှာဖလားဖိုင်မနီကခေါ်ဆောင်သွားလို့မရတဲ့ကိုဝွန်နုနုလေးရှိနေပြီဖြစ်တဲ့သူ့ရဲ့ဇနီးတဲ့လေရည်သူမကိုတွားရောက်နှုတ်ဆက်စကားပြောပါတယ်။ပြီးတော့ဖလားဖိုင်မနီကဗိုက်တဲကရင်သွေးငယ်လေးအတွက်ဂလုံးငှက်ပုံစံလက်စွပ်လေးနဲ့ဆက်တိုးလေးတစ်ခုကိုဇနီးတဲ့လေရည်သူမကိုပေးအပ်ခဲ့ပါတယ်။ ကျေးဇူးမခင်ဗျာမှာတော့လူတွေနေတဲ့တိုင်းပြည်ကိုလိုက်သွားလို့မရတာကြောင့်ဝမ်းနဲ့စိတ်တွေဖြစ်ပေါ်နေပေမဲ့ဇာတိကိုပြန်တဲ့လင်းရောက်ကြရဲ့ရှေ့ရည်အတွက်ကြည်ပြီးတော့ကြည်ကြည်ပြူပြူနဲ့နှုတ်ဆက်ပြီးကျွန်းအနာကပင်လယ်လေးထဲမှာပဲကြံရစ်နေခဲ့ပါတယ်။အလုံးအစင်သေးဖြစ်တာနဲ့ရွက်တင်ပေါ်ကြီးဟာကြောက်ဖိစရာကျွန်းကနေပြီးတော့စာတင်ထွက်ခွာသွားပါတယ်။ ရွက်တင်ပေါ်ပေါ်မှာဘရင်ကြီးစေလလမင်းသမီးလေးစုဝမာလီဖလားဖိုင်မနီတို့တာအဖာနဲ့နိုင်ငံသားတို့စုံစုံညီညီပင်လယ်ခရီးချေကြီးကိုဆက်ကြပါတယ်ဖလားဖိုင်မနီကရွက်တင်ပေါ်ပေါ်မှာပဲတာတော်လေးစင်စမောအောင်တွေလှုပ်ပေးတာကြောင့်မင်းသမီးလေးကိုချစ်ကြိုက်မိကြောင်းအတိတ်တကူပိုးနေပါတယ်မင်းသမီးလေးကလည်းဖလားဖိုင်မနီရဲ့အချစ်ကိုလက်ခံပေးခြင်းပင်မဲ့ သူမမှာစေးဆက်ထားတဲ့နိုင်ငံသားသားမင်းသားတယောက်ရှိနေတာကြောင့်ဒီချစ်ချင်းကအေဂျင်ချင်းမဟုတ်ဘူးဆိုပြီးတော့တွေးမိပြီးအချိန်ဆိုင်ထားလိုက်ပါတယ်ဒီလိုနဲ့ရွက်တင်ပေါ်ကြီးဟာပင်လယ်သမုဒ္ဒရာထဲမှာ15ရက်လောက်ရွှဲရွှဲရှူရှူနဲ့ရွက်လွှင့်လာခဲ့ပြီးတဲ့နောက်ရုတ်တရက်ကောင်းကင်ကြီးကမဲမောင်းလာပြီးတော့ဖြစ်စစ်မိုးကြိုးတွေနဲ့အတူမုန်တိုင်းကြီးကရွက်တင်ပေါ်ကြီးကိုတိုက်ခိုက်လာခဲ့ပါတယ်။အဲဒါကရွက်တင်ပေါ်ပေါ်မှာရှိနေတဲ့ဖားဖိုင်မှုကို လိုက်ရတဲ့ဘလူးမကြီးဖီဆစ်စမိုးရဲ့စိတ်ဆွမ်းအားတွေကြောင့်ပဲဖြစ်ပါတယ်ဖီဆစ်စမိုဘလူးမကြီးကရွတ်တင်ပေါ်ရဲ့အနောက်ကနေအမိကူးခတ်ပြီးအလင်းမြန်လိုက်လာပြီးတော့ရွတ်တင်ပေါ်နာကိုရောက်လာတာနဲ့ရွတ်တင်ပေါ်ကြီးကိုထူးချေဖျက်ဆီးလိုက်ပါတယ်။အဒီနေရာမှာပဲဘရင်ကြီးစေလလာနဲ့လှေလုတ်သားစစ်တီတွေအမြောက်အများဟာရင်းနစ်ပြီးတည်ဆုံသွားကြရပါတယ်။ လူတဝက်လူတဝက်ဖြစ်တဲ့တားငယ်လေးစင်စမူကတော့မင်းသမီးလေးစူအောင်မာလီကိုသူ့ရဲ့ကြောပေါ်မှာစီးစေပြီးတော့ပင်လယ်ပြင်ကိုအလင်းမြန်ကူးခတ်ပြီးတော့ကဲတင်သွားလိုက်ပါတယ်။ဖလားဖိုင်မနီနဲ့နိုင်ငံသားတချို့ကတော့တစ်တူတစ်ပိုင်းတွေကိုအမိပြုတ်ပြီးတော့အနီးနားမှာရှိတဲ့ကျွန်းစီကိုရောက်အောင်ကူးခတ်ကြပြီးအဲ့ဒီကျွန်းပေါ်မှာပုန်းခိုကြပါတယ်။ ။ဖာဖိုင်မနီဟာကျွန်းပေါ်ကိုတက်ပြီးတာနဲ့ရတ္တိကြီးတင်ပေးခဲ့တဲ့ဝိဆာအစွမ်းအင်းနဲ့ကာထာကိုရွတ်ဖက်ပြီးဘလူးမကြီးကျွန်းပေါ်ကိုလာလို့မရအောင်ဆိုပြီးတော့ကာထာမန်နန်တွေနဲ့တားဆီးထားလိုက်ပါတယ်။အဲ့ဒါနဲ့ဖီဆစ်စမောကလည်းသူမရဲ့အစွမ်းအင်းနဲ့အဆောက်အအုံတွေကိုကျွန်းကိုဝိုင်းထားစီပြီးကျွန်းပေါ်ကိုနှင်းမုန်တိုင်းတွေရွာသွန်းစီလိုက်ပါတယ်။ ကျွန်းပေါ်မှာရှိနေကြတဲ့လူတွေနဲ့ဖားဖိုင်မဏီတို့ဟာအေးဒံကိုလုံးဝမခံနိုင်ကြတော့တာကြောင့်ဘလူမကြီးရဲ့အစွမ်းကိုနှိမ်နင်းနိုင်မဲ့ပညာတွေမရှိတော့တာကြောင့်ဖားဖိုင်မဏီဟာရတဲ့အဖြစ်ကနေချွတ်လိုက်ပြီးလူအသွင်ပြောင်းလိုက်ပြီးတာနဲ့ပလွေမှုတ်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဖားဖိုင်မဏီဟာပလွေကိုအပြင်းဆုံးနဲ့အကြမ်းဆုံးအစွမ်းတွေနဲ့ထိုင်မုန်းနေလိုက်တာကြောင့်ကျွန်းပပတ်လဲလဲမှာဝိုင်းနေကြတဲ့တရေတချီတွေဟာလုံးဝမခံနိုင်ကြတော့ပဲပျောက်ကွယ်သွားကြပါတယ်။ လူမကြီး pieces စမုတ်ခမာမှာတော့ဖားဖိုင်မနီရဲ့ပလွေတံတွေကြောင့်အလွန်ပဲနာကျင်စွာနဲ့ခေါင်းတွေကိုက်ခဲနေပြီးအလူလိုက်ခံစားနေရပေမဲ့အဝေးကိုထွက်မသွားတော့ပဲနောက်ဆုံးမှာတော့ pieces စမုတ်ဟာအဲ့ဒီနေရာမှာပဲအချစ်ကြောက်ရင်ခွင်နာကြပြီးတေဆုံသွားရရှာပါတယ်ကြံရှိနေခဲ့တဲ့ pieces စမောရဲ့ရုပ်ကလပ်ဟာအဲ့ဒီကျွန်းရဲ့နဘေးမှာပဲကြောက်တုံအဖြစ်သို့ပြောင်းလဲသွားပါတယ်။ကြံရှိနေတဲ့ဒုတိယအပိုင်းကိုစောင်းမျှော်ကြည့်ရှုနားဆင်ပေးကြပါဦးနော်။